မင်္ဂလာပါရှင်ဒီမှာဒီဇင်ဘာဒီဇင်ဘာတရနေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ CDM ဆီယောင်းဝန်ကိုပလောက်ဖာအင်အားသုံးဖမ်းဆီးရပေါ်ပြည်သူတွေဝေဖန်တဲ့အကြောင်းစစ်ကောင်စီကျင်းပတဲ့ဈေးဝယ်တော်ကပြန်လာတဲ့လူငယ်20ကျော်ပေါ်တော်ဆွဲခံရတဲ့သတင်း၎င်းမြို့ကိုစစ်တပ်ဘုံကျဲမှု ပြည်သူ၃ယောက်သေဆုံးတဲ့အကြောင်းနဲ့ရွှေဘိုဝက်လက်နယ်မှာတမ33စစ်ကြောင်းကိုတော်လေးတက်တွေတက်ခိုက်တဲ့အကြောင်းဒီသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရှင်။ စကိုင်းတိုင်းမင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပေါအော့ဖော့တောင်းဝန်ခံဟောင်းဖြစ်တဲ့ CDM စင်းရုံအိုကြီးဒေါက်တာခင်တူလင်းကို NUG လက်အောက်ကပြည်သူ့လုံခြုံရေးအဖွဲ့ပေါလော့ဖော့တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတဲ့အပေါ်မှာပြည်သူတွေကဝေဖန်နေကြပါတယ်။ဒေါက်တာခင်တူလင်းကိုတင်သောကြေးရွာကသူ့စေခံမှာနိုဝင်ဘာလ30ရက်မနေ့ကဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ဒေါက်တာခင်တူလင်းဟာ2021အစစ်တပ်အာဏာသိမ်းကာလမှာမင်းကြီးမြို့နယ်ပြည်သူ့စင်းရုံအိုကြီးအဖြစ်တာဝန်ထမ်းဆောင်နေရကနေ CDM ပြုလုပ်ခဲ့သူဖြစ်ပါတယ်။အဒီနောက်ပိုင်းမင်းကိမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပေါအဖတာဝန်ခံဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2024နှစ်စန်းပိုင်းမှာယာရုကနေအနာပေးခံခဲ့ရတာလို့ဒေသခံတချို့ကပြောပါတယ်။လက်ရှိမှာမင်းကိမြို့နယ်က Children Medical Humanitarian Network အထောက်အပံ့နဲ့ဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုကျန်းမာရေးဆောက်ရှောက်မှုတွေပေးနေတာပါ။သူကိုဖမ်းဆီးတဲ့အချိန်မှာရုံးရင်းဆန်ကပ်ဖြစ်ခဲ့ပြီးအဲ့ဒီအပေါ်ဒေသခံတွေနဲ့ CDM ကျမကြီးဝန်ထမ်းတွေကအဝေးဖန်နေကြပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံး၎င်းဒေါက်တာခင်တူလွင်ဟောင်းပအဖတန်ဝန်ယူခဲ့စဉ်တုန်းကပကပစီကငားရမ်းထားတဲ့တနက်ပြန်မပေးတဲ့ကိစ္စအခွန်ခွဲတဲ့နေကိုပေးသွင်းခြင်းမရှိတဲ့ကိစ္စတွေနဲ့အမှုဖွင့်တိုင်ကြားခံထားရတာတွေရှိတဲ့အတွက်မင်းကိမြွနဲ့ပလောက်ဖောက်အမှုစစ်နဲ့အဖွဲ့ကလုံထုံးလုံနည်းနဲ့အညီဖမ်းဆီးကြတာဖြစ်တယ်လို့ပြောပါတယ်။ဒါ့အပြင်ဂျမ်းမာရေးစီရီယံဖြစ်တာကြောင့်ဒီဖြစ်စဉ်အပေါ်အကောင်းဆုံးဖြေရှင်းနိုင်ဖို့ NUG CDM ဆက်ဆက်ကော်မတီအနေနဲ့လည်းချိတ်ဆက်အဆောင်ရွက်နေတယ်လို့ဦးနေဖုံးလကဆက်ပြောပါတယ်ဒေါက်တာခင်တူလင်းကိုဖမ်းဆီးရမှာလုံထုံးလုံနည်းအရာအမောက်ရမှုမရှိပါမယ့်ပြည်သူလူထုအမြင်မှာဝေဖန်စရာဖြစ်ခဲ့ပြီးအဲ့ဒီအတွက်ပြည်သူလူထုကိုတောင်းပန်လိုတယ်လို့ NUG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နေကပြောပါတယ်ဒီလိုကိစ္စမျိုးနောက်ထပ်မဖြစ်အောင်ဒေါ်လာရေးတစ်ဖွဲ့ဝင်တွေကိုဖမ်းဆီးနေနည်းစနစ်တွေလေ့ကျင့်ပေးသွားဖို့ရှိတယ်လို့ ဒုဝန်ကြီးဦးကျော်နီကပြောပါတယ်ရှင်။စကိုင်းတိုင်းမွန်ရွာမြို့ပေါ်မှာစစ်ကောင်စီကျင်းပတဲ့ဈေးဝယ်တော်ကပြန်လာတဲ့လူငယ်20ကျော်ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရတယ်လို့အဲ့ဒီမျိုးကနေကပြောပါတယ်။နိုဝင်ဘာလ29ရက်ညကမွန်ရွာမြို့မှာပြုတ်လုတဲ့ဈေးရောင်းပွဲတော်ကနေပြန်လာတဲ့လူငယ်တွေကိုစစ်တပ်ကစောက်ပြီးဖမ်းဆီးခဲ့ရမှာတနေရာတဲကနေလူငယ်20ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့မျိုးကန်တွေကဆိုပါတယ်စစ်ကောင်စီတပ်ဟာတိုင်းရင်းစေးရုံအနီးမှာစောက်ဖမ်းခဲ့တာဖြစ်ပြီး အရက်မူးနေသူတွေပါမကြံအကုန်ဖမ်းသွားတယ်လို့မုံရွာမြို့ခံအမျိုးသားတူကပြောတာပါမုံရွာကြောက်ကလမ်းဘက်မှာလည်းဖမ်းဆီးတာတွေရှိခဲ့ပြီးတချို့ကတော့ငွေကြေးပေးပြီးရွေးယူနိုင်လို့နောက်တရက်မနက်မှာပြန်လွတ်လာတာတွေရှိတယ်လို့မြို့ခံတချို့ကဆိုပါတယ်ပြီးခဲ့တဲ့သတင်းကျုပ်တစောင်းတိုင်းကာလတုန်းကလည်းမုံရွာမြို့ပေါ်မှာစစ်ကောင်စီကပွဲလန်းသဘင်တွေလုပ်ပေးခဲ့ပြီးပွဲတော်ကပြန်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲခေါ်ဆောင်တာတွေရှိခဲ့ပါတယ်စစ်ကောင်စီရဲ့ဈေးရောင်းပွဲနဲ့စတိတ်ရှိုးတွေမှာပေါ်တာဆွဲနိုင်လို့ သတိပြုသွားလာကြဖို့ဒေါ်လရင်အင်အားစုတွေကသတိပေးထားပါတယ်။စစ်ကောင်စီအားအဲ့ဒီဈေးရောက်ပွဲတော်ကိုနိုဝင်ဘာလ28ရက်ကစတင်ခဲ့တာဖြစ်ပြီးမနက်ဖြန်ဒီဇင်ဘာ2ရက်အထိပြုလုပ်မယ်လို့သိရပါတယ်။မုံရွာမြို့ပေါ်မှာပွဲလမ်းတပင်မရှိချိန်မှာလဲစစ်ကောင်စီတပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပြီးနေ့စဉ်ဖမ်းဆီးခံရသူတွေရှိနေတယ်လို့မြို့ခံတွေကဆိုပါတယ်ရှင်။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တဲကဒေါ်လရင်တပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့တကောင်းမြို့ကို စစ်တပ်ကမနေ့ညပိုင်းမှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ယောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။နိုဝင်ဘာလ30ရက်မနေ့ည8:48မိနစ်ဝန်းကျင်မှာတကောင်းမြို့လမ်းဆောင်အနီးကလက်ဖက်ရည်ဆိုင်ကိုစစ်ကောင်စီရဲ့တရဦးလေတပ်ကတက်လာတဲ့ Jet Fighter နဲ့ဘုံကျဲသွားခဲ့တာလို့သိရတာပါ။စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုကြောင့်လက်ဖက်ရည်ဆိုင်မှာထားနေတဲ့အမျိုးသား၃ယောက်သေဆုံးပြီးထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်။ မိုးကုတ်တပိတ်ကျင်းနဲ့အစင်ကူးမြို့နယ်အဆက်တွေမှာတိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်ဟာအဲ့ဒီလမ်းတကြောက PDF ထိန်းသိမ်းထားတဲ့မြို့နယ်ကြီးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတာပေါ့။နောက်ပြင်စစ်ကောင်စီတပ်ဟာချင်းပြည်နယ်မင်းတိုက်မြို့နယ်တနေရာကိုဒီနေ့ဒီဇင်ဘာလ၃ရက်နေ့နေ့လယ်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ချင်းပြည်နယ်နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်ထားတဲ့မင်းတိုက်မြို့နယ်ကိုစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုမကြာခဏပြုလုပ်နေပြီးပြီ။ ီနေ့နေ့လယ်2:45မိနစ်အဝန်းကျင်မှာမင်းတပ်မျိုးအနောက်ချမ်းတနေရာကိုတိုက်လေရင်နဲ့နှစ်ကြိမ်ဘုံကျဲသွားခဲ့တာလို့ဆိုပါတယ်။မင်းတပ်အနောက်ချမ်းမင်းတပ်မဒူဘီကားလမ်းမတနေရာကိုဘုံကျဲခဲ့တာဖြစ်ပြီးထိခိုက်မှုအခြေအနေကိုတော့မသိရသေးပါဘူး။စစ်ကောင်စီတပ်ဟာနိုဝင်ဘာလ22ရက်25ရက်တွေကလည်းမင်းတပ်မျိုးနဲ့အတွင်းလေကြောင်းတက်ခတ်မှုတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်စီတပ်ကချင်းပြည်နယ်အတွင်းလက်လွတ်ဆုံးရှုံးထားရတဲ့နေမျိုးတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ လေကြောင်းစစ်ဆင်ရေးတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်ရှင်။သခိုင်းတိုင်းရှီဘုံနဲ့အဝက်လက်မြနယ်မှာတမ33စစ်ကြောင်းနဲ့စစ်ကောင်စီတန်ဆွဲထားတဲ့နေရာတွေတက်ခိုက်ခံရပြီးဒေဆုံးသူများပြားခဲ့တယ်လို့ရှီဘုံခရိုင်တရင်အမှတ်9806ကဒီနေ့ဒီဇင်ဘာ1ရက်နေ့မှာထုတ်ပြန်ပါတယ်။အထိတက်ခတ်မှုတွေအတွင်းစစ်ကောင်စီတက်စီကနေလက်နက်ခရမ်းတွေလည်းတင်းစီရရှိခဲ့တယ်လို့ဖော်ပြပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်မနက်ပိုင်းက ဝက်လက်မြို့နယ်နိုင်ဆိုင်လေးကြီးရွာမှာအင်အားတရာခန့်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အထိတိုက်ပွဲမှာစစ်ကောင်စီတပ်ဘက်ကတေဆုံးထိခိုက်မှုတွေများခဲ့တာကြောင့်ရှေဘိုတပ်ကနေဟောင်းဝင်းစာနဲ့16ကြိမ်ပစ်ခတ်ခဲ့ပြီးမုံရွာမြို့အနောက်မြောက်တိုင်းစစ်ထာနာချုပ်နာမခါကဂျိုင်ရိုကော့ပတာ3စီးနဲ့လေကြောင်းပစ်ကူပေးခဲ့တယ်လို့ရှေဘိုခရိုင်တပ်ရင်းကထုတ်ပြန်ပါတယ်။နိုဝင်ဘာ28ရက်ညနေပိုင်းမှာလေရှေဘိုမန္တလေးလမ်းမကြီးအတိုင်းတက်လာတဲ့ တပ်မ33လောက်ခန့်အင်အား80ပါတဲ့ထောက်ပို့စစ်ကြောင်းကိုဖြတ်တောက်တခိုက်ခဲ့တယ်လို့အသိပေးထားတာပါဒေါ်လေးတပ်ဖွဲ့တွေရဲ့ drone နဲ့မြေပြင်တပ်ဖွဲ့တွေရဲ့ပူးပေါင်းတိုက်ခိုက်မှုကြောင့်စစ်ကောင်စီရဲ့ထောက်ပို့စစ်ကြောင်းပြတ်ပြီးရွှေဘိုတောင်ဘက်ကိုပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်အတိတ်တိုက်ပွဲမှာစစ်ကောင်စီတပ်သား30ခန့်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရတယ်လို့အမှတ်9906တန်ရင်ကထုတ်ပြန်ပါတယ်။ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်းအမှတ်9906တန်ရင်ရဲ့တက်ထောက်ပုံနဲ့ ရှေဘိုပောက်ခဖရဲဘော်တယောက်တို့ကြာဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲတွင် MA1 5လက်၊ MA2 2လက်၊ MA3 2လက်၊ MA4 2လက်၊ RPG 2လက်အပေါ်ဝင်လက်နက်ခရမ်းတွေသိမ်းဆီးရရှိခဲ့တယ်လို့ဆိုပါတယ်။အထိတက်ခိုင်မှုတွေကိုရှေဘိုခရိုင်တယင်း15တယင်း18တယင်း23တယင်း26တယင်း9906ဝလပကဖရွှေဘုံမြို့နယ်ပကဖတပရင်ပကဖအဖွဲ့တွေဒေသခံတိုက်နယ်ပကဖတွေ ဒရုန်းအဖွဲ့တွေနဲ့မဟာမိတ်တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်ကလည်းဝက်လက်မြွနဲ့ဆိုင်းနိုင်ကွေမှာတမ33စစ်ကြောင်းတိုက်ခိုက်ခံရပြီးဒေသုံးသူ35ရောက်ဝန်းကျင်နဲ့လက်နက်30ကျော်အပါအဝင်ခင်းရအများပြားကိုတော်လိုင်းအဖွဲ့တွေကတင်းစီရရှိခဲ့တယ်လို့သိရပါပါရှင်။ People's Spin ကနောက်ဆုံးရရှိထားတဲ့ညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါရှင်။